မျိုးတွေရှိတယ်အစမတန်ရောက်စားနေတာမျိုးတွေရှိတယ်နော်နောက်ဒီတိုင်းပြည်မှာပတ်စံထုတ်လို့ရတဲ့ဟာလည်းရှိတယ်ဒါတွေကိုမလုပ်ဘူးလို့ဘယ်သူကပြောနိုင်လဲဟမ်ဒီလောက်ခိုးပြီးတော့တောင်းညမ်းနေတယ်မင်းအောင်လိုက်မတ်တာပေါ့မင်းအောင်လိုက်အဲ့ဒါဆိုရင်ဆရာမသူ့ကိုဒီလောက်ပြည်သူကဆဲနေရပြည်သူကမကြိုက်ဘူးဘာဖြစ်လို့ तू ကဒီထိုင်ကုန်ကြီးကိုဖတ်တွယ်နေရလဲဆိုတော့အဲ့ဒါတွေလှောက်စားလို့ရလို့ဖတ်တွယ်နေတာအခုဆရာမပြောဦးမယ်နော် ဟိုဒါကတော့ပြောမှာဆိုရင်ဆီယမကတော့နိုင်ငံသားတယောက်အနေနဲ့ပြောတာပေါ့နော်နိုင်ငံသားတယောက်အနေနဲ့ဆိုဆီယမကုသူတို့ကပင်စင်စားဖြစ်လို့သူတို့ကဝန်ထမ်းဖြစ်လို့သူကပြည်သူဖြစ်လို့ဆိုဆီယမမခွဲပါဘူးနော်ဒါပေမဲ့အဲ့ဒီပင်စင်စားတွေရကြတော့သူတို့ကိုသူတို့အရင်တော့ကသူတို့ကစစ်မှုတန်းဟောင်းဆိုပြီးတော့မန်တက်ပြီးတော့ဆီယမတို့ကိုစကားပြောခြင်းနေနော်ဟိုဘယ်လိုပြောမလဲဆိုဆီယမတို့ကိုပြောခြင်းနေဆီယမတို့ကခွဲမပြောပါဘူးအခုဆိုရင် line ပေါ်မှာဘာဖြစ်နေလဲစစ်မှုတန်းဟောင်းနေနော်ဒီပင်စင်စားတွေကိုပင်စင်လာစာထုတ်ပြီးတာ တကြက်တန်နှစ်ကြက်တန်နေပါတယ်တကြက်တန်နှစ်ကြက်တန်အခုမြန်မာနိုင်ငံမှာသုံးလို့မရအောင်အခုပင်စင်စားတို့မေးကြည့်လအောင်ဆရာမပြောတာမယုံနဲ့ပင်စင်စားတို့မေးကြည့်လအောင်ပင်စင်စားတွေအခုပင်စင်သွားထုတ်တာတကြက်တန်နှစ်ကြက်တန်ငါးကြက်တန်နေပါတယ်တဲ့ဟမ်အဲ့တော့အဲ့ပင်စင်စားတွေကို တကယ်တော့ဆိုကြံတဲ့လူတွေကမပြောဘူးဘာလို့ဆိုပင်စင်စားဆိုဘုံမှာပဲဘာလို့ဆိုစစ်မှုတန်းဟောင်းပါမယ်ဘာဟိုဆိုကြောင်းဆရာဆရာမတွေပါမယ်ဟုတ်လားပင်စင်စားတွေတော်တော်များများသူတို့ကဘောမှတာအရှယ်မခဲ့တဲ့လူတွေအခုတည်းကလည်းတချို့ကမနေတော့ เนาะတချို့လူတွေကအဲ့ဘောမဆိုတော့ကြတော့ကြည်မရလို့မပြောဘူးပေါ့เนาะဆီယာမကြမခွဲကြပါဘူးเนาะအခုချိန်မှာသူတို့အသက်လဲကြီးနေပြီเนาะသူတို့တစ်ချိန်လုံးကသူတို့တာဝန်ယူခဲ့တဲ့အချိန်လုံးကတော့သူတို့ဒီနေဝင်းလက်ထက်ဟုတ်လားခင်းညွန့်လက်ထက်တုန်းကသူတို့ကောင်းကောင်းမွန်မွန်ရှယ်ဘောမခဲ့ကြတာပဲဟုတ်လားသူတို့အခုပင်စင်စားဖြစ်တယ်သူတို့အသက်ကြီးရမလုံနိုင်မကင်တော့တော့အချိန်မှာအခုပင်စင်သွားထုတ်တာတကြက်တန်၅ကြက်တန်ပေးတယ်တကြက်တန်၅ကြက်တန်မြန်မာနိုင်ငံမှာသုံးလို့မရတော့ဘူး ဆီယာမတို့ဆိုအခုမြင်းအောင်မမြင်ဘူးငါးငါးချက်တန်တစ်ချက်တန်အခုပင်စင်နေအဲ့ဒါထုတ်ပြီးတယ်တဲ့အဲ့ဒီအဲ့ဒီအတွက်ဆီယာမကြာဘာဖြစ်လဲဆိုတော့သူတို့အသက်လဲကြီးပြီလေနော်သူတို့အရင်တော့ဘောမာပြီဆီယာမတို့ကိုလိုင်းပေါ်မှာဆဲဆဲဘာပြောပြောတချို့ဆိုအဖိုးကြီးရပါတယ်ဆီယာမကိုလာဆဲတာ Facebook စီးပြီးမှနော်ဆီယာမကတော့အခုသူတို့တစ်ချက်တန်ငါးချက်တန်သူတို့အဖေမင်းအောင်လန်ပင်စင် ထုတ်ပြီးတော့ဆီယာမပြောတယ်လို့လိုက်မှာနော် စိတ်မကောင်းပါဘူး။ဘာဖြစ်လို့လဲဆိုသူတို့အသက်တွေကြီးပြီနော်။ကို့အဖေရွယ်လောက်တွေပဲ။အသက်60ကျော်65ခု90လေးကြီးပဲ။ကို့အဖေရွယ်ကို့အမေရွယ်လေးကြီးပဲ။ကိုချင်းစားတယ်။နော်။အသက်ကြီးတယ်ဆိုတော့လူကြီးရလေးချိုးချိုးချင်းချင်းလေးစားခြင်းနဲ့နော်သူတို့ရတဲ့ပင်စင်ကလေးကဘလောက်ရရသူတို့ပင်စင်လေးတလားတစ်ချိန်ရနေတယ်ဆိုတော့ခွန်အားလေးကသူတို့အတွက်ခွန်အားဟုဖြစ်တာ အဲ့ဒါလူကြီးတိုင်းကကိုချလောက်ပေါ်ကိုရက်ပြီးတော့ကိုချလောက်ပေါ်ကိုရက်ပြီးတော့ငါလာစားဆိုပြီးတော့ကိုယ့်အကူမန်မာနာနဲ့ကိုယ့်အကူရှာစားတဲ့လူကြီးတိုင်းမှာအဲ့ဒီပိုဆိုးတာအဲ့ဒီစစ်မှုဒဏ်ဟောင်းနေလူကြီးတွေရဲ့မန်မာနာမှာအဲ့ဒါရှိကိုရှိတယ်။ကြောက်စရာမကြီးလဲပိုဆိုးတဲ့မာနာကြီးရပေါ့မာနာကြီးတယ်ဆိုတာသူတို့ကသူများကိုကြီးရမဟုတ်သူတို့ရတဲ့သူတို့လာစားရတဲ့ဆိုတဲ့မာနာကိုသူတို့မှရှိတာ။ ဲ့တော့သူတို့အများအားပင်စင်ရတယ်ဆိုတော့မာနကိုသာသမီတွေပေါ်မှာလည်းသူတို့ကရှိနေတာသာသမီတွေရှိမှဆိုရင်လည်းမျက်နှာမငယ်ရဘူးပေါ့ကွာပင်စင်ရတဲ့လူနဲ့ပင်စင်မရတဲ့သူနဲ့ဟုတ်လားအဲ့ပင်စင်ကအများအားရတယ်ဆိုတာမျိုးလေးကသူတို့မှာဘယ်လိုပြောမလဲဆိုတော့အတကြီးတော့ကြတော့ကွာလူကြီးဆိုတော့ကြာသိရမှာလူကြီးဆိုတော့ကြတော့ကလေးစိတ်လိုပဲပြန်ပြီးတော့သူတို့ပင်စင်ရတာလေးကိုသူတို့ကိုသူတို့ရက်တည်နိုင်နေဆိုပြောနေတာမျိုးဆရာမတော့နားလဲပါတယ်တချို့တချို့ဒေါ်ကြီးရေဖိုးကြီးရေဖွားကြီးရေဆရာမတို့လာဆဲရရှိရေ Facebook စီးပြီးမှာ ဝင်ကြည့်လိုက်တော့အကောက်ဝင်ကြည့်လိုက်တော့အသက်ကြီးနေပြီဆီယာမလည်းစိတ်တူတဲ့အချိန်ကတော့ပြန်ပြောတာပေါ့နော်အဲဒီလိုစိတ်ကောင်းနေတဲ့အချိန်ကတော့ကိုချင်းစားတယ်ဩငါအမီရွယ်လောက်ရှိရပဲဩငါအဖေရွယ်လောက်ရှိရပဲသူတို့မှမာနာရှိတယ်လေမာနာရှိတော့သူတို့လည်း ဒါဒါဖြစ်မှာပဲလို့နော်အခုတော့ဆီယမမြကြခင်ကလိုက်မှာပြောသွားတယ်လို့နော်အဆီယမကိုလာဆဲတဲ့ဦးလေးကြီးရေဒေါ်ကြီးရေပါတယ်ဆိုရင်နော်အခုလိုပင်စင်လာစားတစ်ချက်တန်ငါးချက်တန်ပေးတာစိတ်မကောင်းပါဘူးနော်ဆီယမလည်းချမ်းသာတဲ့လူမဟုတ်လို့နော်မတက်နိုင်လို့တက်နိုင်တယ်ဆိုလို့ရှိရင်ဆီယမတကယ်ပါနော်တယောက်ကို9000ဖြစ်ဖြစ်2000ဖြစ်ဖြစ်ပေးချင်ပါတယ်နော်အသက်ကြီးတဲ့လူကိုပေးရတာပို့ပြီးကုစုရပါတယ်နော်သူတို့ကပို့ပြီးတော့ချိုးချိုးချင်းချင်းလေးစားခြင်းနဲ့တာသမီရှိမှလဝါဖြတ်တောင်းရမှာရှက်တယ် ်ဆရာမအတိတယ်ဆရာမတို့ဘာလို့ဆိုမိဟိုကကိုကျလောက်ပေါ်ကိုရက်တဲ့မိမတိုင်းကမာနရှိတာလေနော်အသက်ကြီးတော့ပိုမာနရှိတယ်တာသမီရှိရလုံဝါဖြတ်မိမတောင်းချင်ဘူးနော်အဲဒါကြောင့်မို့ကိုချင်းစားပါတယ်လို့နော်တကယ်လဲအဲ့လိုမျိုးပေးချင်တယ်ပေါ့နော် ဒါပေမဲ့ဆ iam မလည်းကိုဗေးရင်ဟောရမှာဆ iam မပေးရတာလေအခုဆိုပို့ဆိုးတယ်ဒီ3လပိုင်း4လပိုင်း5လပိုင်း6လပိုင်းထိဆ iam မဒီ4လရတဲ့ဟာဆ iam မထိုင်းမှာအင်ကန်းလာကရှိတယ်စားဖို့တောက်ဖို့ရှိတယ်ကြံတဲ့ပို့တဲ့ဟာလို့ဆ iam မြန်မာနိုင်ငံကိုဆိုလာမီဒီလောက်လောက်4000လေးအလုံး100ကျော်လှူပေးမလို့နော်တကယ်မရှိတဲ့ပြည်သူတို့လှူပေးမှာနော်အဲ့ဒီယူရချက်ကပြင်ထားတာအခု9လပိုင်းတဲ့ဝင်နေပြီ6လပိုင်းဆိုဆ iam မအဲ့လှူရတော့မှာပို့ဆိုးတာအခုလာမဲ့6လပိုင်း18ရက်နေဆိုဆ iam မမွေးနေ့ အဲ့ဒီမွေးနေတဲ့ကိုဒီမှာဒီဆန်ဆောင်ဖုံးဆရာမမဲဖောက်ပြီးမှာနော်အဲမိမနေနဲ့နော်ဆရာမလိုက်ကြည့်တဲ့လူတွေဒါပါကင်ပိတ်နော်ဆန်ဆောင်ဖုံးဆရာမအခုလာမဲ့6လပိုင်း16ရက်နေဆိုဆရာမမွေးနေအဲ့နေ့ကြရင်မဲဖောက်ပြီးမှာနော်ဒါကလည်းဘန်9000ကျော်ပေးရတယ်နော်အဲ့တော့ဆရာမဧည့်သည်ရဧည့်သည်ရအခုဆိုဒီလာတွေဆိုရင်ခြွေတာပြီးတော့စားရတာရှိတယ်အင်္ဂလကလည်းထိုင်းမှာနေရတာမလွယ်ဘူးပေးရတယ်ပေါ့နော်များတယ်ဆရာမလည်းဆရာမ သူများရှိရအလှူခံထားတာမရှိဘူးဆရာမနိုင်ငံရေးလောက်တာကိုပစံနဲ့ကိုလောက်တာ2000ခုနှစ်ဝိုင်းဒီတော်လန်ရေးလမ်းပေါ်ကိုရှောက်လာတာဖြစ်တယ်နော်ဟိုဘသူရှိရမှာ project လည်းမရှိဘူးဘားချက်လည်းမရှိဘူးပစံရလို့ဆရာမနိုင်ငံရေးပြောနေတာမဟုတ်ဘူးဆရာမအလောက်ကဘေးတင်ဟောတာနော်အဲ့တဲ့ရှိမှဆရာမကိုဝင်းစာဖြောင်းတယ်အဲ့ဒီဆီယမကိုဝင်းစာကိုရှာစားပြီးကိုချက်လောက်ပေါ်ကိုရက်ပြီးတော့ဆီယမဒီတော်လန်ရိုးကိုပါနေတာဖြစ်တယ် နော်တချို့ကလည်းဆရာမကိုပြောတယ်ခွက်ခောက်တယ်ခွက်မခောက်ပါဘူးဘဝတသက်စာလုံးမှာဘသူရှိရမှာလက်ဖိတ်တစ်ခွက်တော့လကားမတောက်ဘူးညကြခင်ကအင်မတန်မာနာကြီးတယ်ကိုကကြီးရပါကြွေးတာနော်ဆရာမလက်ဖိတ်တစ်ခွက်အဲ့လူရှိရတောက်ဘူးလေဆိုအင်မတန်ရင်းနှီးလို့နော်မိမတယောက်ဖြစ်နေပြီဒီနေ့ဒီချိန်ဒီတော်လိုက်ရေးလောက်တာအလှလဲခံမစားဘူးခွက်လည်းမခောက်ဘူးတောင်းလည်းမစားဘူးကျမနေစရာမရှိလို့ထောက်ပံ့ကြီးပေးပါလို့လည်းမတောင်းခဲ့ဘူးကိုချလောက်ပေါ့ကိုရဲပြီးကိုပစံကိုရှာစားပြီးတော့လှုပ်လာတာဖြစ်တယ် နော်အဲဘယ်ထိလောက်မှာလဲဆိုတော့မြန်မာပြည်မငိမ့်ညမ်းတဲ့အထိအာနာရှင်မချုပ်ငိမ့်တဲ့အထိပြည်သူရှေ့မှာတူတူရှိနေမှာဖြစ်ပါတယ်နော်အဲ့ဒါတချို့ဘုံမာတွေကဘူးမသိကိုမသိနဲ့တော်လိုင်းရေးလောက်တဲ့လူမြင်တိုင်းခွက်ခေါက်လို့ထင်နေတာနော်အဲ့ဒါပြည်သူကအသေးချာလေးမှတ်ပြီးတော့ပြောပြပါအောင်နော်ခွက်ခေါက်တဲ့ထဲမှာများကြခင်မပါဘူးဆိုတာလေးပြောပြအောင်နော်ဒါဒါလည်းကြုံလုံးပြောလိုက်တာနော်အဲအဲ့ဒါကြောင့်မို့နော်အခုပင်စင်ကိစ္စနဲ့ပတ်သက်လာတော့ line ပေါ်မှာတွေ့တော့စိတ်မကောင်းဘူးပေးခြင်းလှူခြင်းနဲ့နော် ကိုလည်းမနိုင်မှုဖြစ်နေတယ်လေနော်ဒီချိန်မှာဆီယမဒီအလှူတွေရည်ရွယ်ထားတာမရှိဘူးဆိုရင်တော့ဆီယမလှူရင်လှူပြုံးမှာနော်ရည်ရွယ်ထားတာတွေရှိနေရောကြတော့လှူခြင်းနဲ့စိတ်ကများနေရလေနော်ဆီယမလည်းလက်ကနှစ်ဖက်ထက်ပါတာဆိုတော့နော်မဲတော့လို့လက်များရင်တော့ကောင်းတာပေါ့ကိုအလုပ်တွေအများကြီးလုပ်လို့ရတယ်နော်အဲဒီလိုသဘောရှိတယ်ကိုကလည်းလှူတန်းနေရဆီယမချမ်းသာလို့မဟုတ်ဘူးနော်ချမ်းသာလို့မဟုတ်ဘူးနော်ဆီယမလာတိုင်းပြန်လှူနေရအကုန်လုံးကဆီယမမြန်မာနိုင်ငံမှာနေစရာအိမ်ရှိလို့မဟုတ်ဘူးနေစရာအိမ်မရှိဘူးအိမ်လည်းရောင်းခဲ့ပြီးပြီနော် ကိုလည်းနေစရာအိမ်မရှိပါဘူးနော်ဒါပေမဲ့ကိုမြန်မာနိုင်ငံသားတွေကိုမမကြည့်ဘူးဘူးမမကြည့်ဘူးကိုနိုင်တဲ့ဟာကိုကိုကြည့်နေတာဖြစ်တယ်နော်ကိုကကိုစဘာစည်းလောက်ကြည့်ကြည့်စံစည်းလောက်ကြည့်ကြည့်ကိုနိုင်တဲ့ဝင်ရောကိုနိုင်ငံအတွက်ကိုထမ်းတာဖြစ်တဲ့အတွက်လိပ်ပြလုံးပါတယ်နော်မင်းအောင်လိုက်တဲ့အစာရင်ဆရာမလိပ်ပြအများကြီးလုံးတယ်နော်အဲ့ဒါကြောင့်မို့သတောင်းစားကြီးမင်းအောင်လိုင်းလို့သူ့ကိုခေါ်တာဖြစ်ပါတယ်နော်သူကပြည်သူကိုနှိပ်ဆက်ပြီးတော့ပြည်သူကိုတတ်နေရလေနော်အဲ့လိုမထားတော့ နော်အဲ့ဒါအဲ့ဒါမျိုးဖြစ်တယ်နော်ဒါလို့ကိုပြောပြပေးတာနော်အဲအရှင်းလျှောက်ကတော့ပြည်သူတွေကဂယုဆိုင်ရမှာဖြစ်တယ်နော်ဂယုဆိုင်ရမှာဖြစ်ပါတယ်နော်အော်တော်လိုက်ရအချိန်ကြာလေးအချိန်ရမြင့်လာမှဖြစ်တယ်ဆီယမအိုက်ကြလို့ရှိရင်မင်းအောင်လန်းလေနဲ့ဘုံကျဲပြီးအကြမ်းဖက်လို့ရှိရင်ဟိုဘက်ကလည်းခံမှာမဟုတ်ဘူးမခံလို့ရှိရင်ဟိုဘက်ကလည်းချမှာချရင်တိုက်ပွဲရချလို့ရှိရင် sorry နော်ချလို့ရှိရင်တိုက်ပွဲရပြင်းထန်မှာဖြစ်တယ် ြင်းထိုင်ရင်ပြည်သူတွေကိုဈားတွေကထိမှဖြစ်လို့နော်မင်းအောင်လာတော့ပြောမင်းနဲ့နော်သတောင်းစားလည်းမဟုတ်သက်ခိုးလည်းမဟုတ်ဓမြနော်ဘာလို့ဆိုအတင်းအားဓမြဓမြတိုက်တာလဲအခုကလှုပ်ချစ်တိုက်လို့ရအဲ့မြန်မာပြည်သူတွေကိုဆရာမပြောချင်တာနော်အခုမြန်မာနိုင်ငံဆရာမအဲ့ဒါတော့လိုက်လှည့်နိုင်ပြောပါရယ်နော်လိုက်လှည့်နိုင်ပြောတယ်တရားမှတ်တာမြန်မာနိုင်ငံကမြန်မာပြည်မျိုးပုံကို၃ပုံပုံရင်၃ပုံလောက်ကသူများနိုင်ငံကိုရောက်စားပြီးသားဖြစ်လိမ့်မယ် ဒါတွေအကုန်လုံးကဘယ်တော့အမှန်ပေါ်မှာလဲဆိုပြည်သူအစိုးရတက်တဲ့အချိန်မှာပေါ်မှာကြုံလုံးပြောအောင်မယ်ကြုံလုံးတစ်ခါတည်းပြောအောင်မယ်တတိယသွားလို့နော်ပြည်သူအစိုးရအစိုးရဆိုလို့တတိယသွားလို့ပြောအောင်မယ်နော်ဟိုပိုတလောကမင်းအောင်လိုင်းရုရှားပွဲမှာတွားပြီးအစီဝေးတက်တဲ့ကိစ္စကိုနော်မြန်မာနိုင်ငံပြည်သူတွေအားလုံးလည်းမြင်ပါတယ်မီဒီယာတွေအားလုံးလည်းသိပါတယ်မင်းအောင်လိုင်းကိုရုရှားပွဲအစီဝေးမှာခြောက်ခိုးထားတာအဲ့ဒီခြောက်ခိုးထားတဲ့ကိစ္စကိုပြည်သူကပြောတာ ြောတော့ဘာဖြစ်လဲဆိုဆမ်မောက်တော်လိုင်းကြီးကတော်လိုင်းကြီးဘက်ကလူတွေလည်းပြောတယ်ပြောတော့ကျော်ကျော်မျိုးမင်းကဘာပြောလဲဆိုတော့သူကဗီဒီယိုဖိုင်နဲ့တင်တယ်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်မှူးချုပ်ကြီးမင်းအောင်လိုင်းကဟုတ်လားဒီလိုဂျောင်းကလောင်မှာထိုင်ရသေးတယ်တဲ့ NUG အစိုးရကဂျောင်းကလောင်တော့မထိုင်ရဘူးတဲ့ကျော်ဆိုးကျော်မျိုးမင်းပြောတယ်နော်ဗီဒီယိုဖိုင်နဲ့နော်အဲဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်းမှာဂျောင်းကလောင်မှာထိုင်ရသေးတယ် NUG အစိုးရကတဲ့ဘယ်မှာဂျောင်းကလောင်တော့မထိုင်ရဘူးတဲ့အဲ့ဒါပြောပြမယ် ဆီယမတို့မြန်မာပြည်သူအားလုံးမြန်မာနိုင်ငံ တနိုင်ငံလုံးရဲ့သမရလက်ရှိသမရတရားဝင်အစိုးရကနော်အခုလက်ရှိတရားဝင်အစိုးရမြန်မာတနိုင်ငံလုံးရဲ့တရားဝင်အစိုးရနိုင်ငံတကာအသိမှတ်ပြုထားတဲ့တရားဝင်အစိုးရကသမရဦးဝင်းမြင့်ကတာတရားဝင်အစိုးရဖြစ်ပါတယ်နော်ဒေါ်အောင်ဆန်းစုကြည်ရတာနိုင်ငံတော်တိုင်ပင်ခံလူထုခေါင်းဆောင်ဖြစ်ပါတယ်ဒါဆီယမနီပိတ်နေလို့ပြောတာမဟုတ်ပါဘူးမြန်မာနိုင်ငံရဲ့ဥပဒေရ နိုင်ငံတကာလုံးရဲ့လူအခွင့်အရေးဒီမိုကရေစီဆိုတဲ့ဥပဒေရအိုက်တိုင်ကိုရှိနေတာဘာဖြစ်လို့အိုက်တိုင်ကိုရှိလို့ရတာလဲဆိုတော့ဒီ NLD အစိုးရအုပ်ချုပ်တဲ့အုပ်ချုပ်တဲ့အချိန်မှာထုတ်ထုတ်တဲ့တဒန်းကုံတဲ့အချိန်မှာရွေးကောက်ပွဲလှုပ်လိုက်တယ်ရွေးကောက်ပွဲလှုပ်တဲ့ဟာကိုမင်းအောင်လန်သဘောမတူဘူးဆိုပြီးတော့သူကအာနာသိမ့်ကျင်သလိုသိမ့်လိုက်တာဖြစ်တယ်အဲ့ဒီလိုသိမ့်ကျင်သလိုသိမ့်လိုက်တာဖြစ်တဲ့အတွက်ဆီယမားတို့ဒီ ဟိုဟာလက်ရှိအစိုးရကိုပြောင်းပြီးတော့နောက်ထပ်အစိုးရထပ်ဖွဲ့တာမျိုးကလုံးဝလုံထားတာမရှိဘူးတရားဝင်အစိုးရဖွဲ့ဝင်လုံးဝလုံထားတာမရှိဘူးလုံးဝတရားဝင်အစိုးရဖွဲ့ဝင်မရဘူးတရားဝင်အစိုးရဖွဲ့ဝင်မရလို့ရှိရင်တရားဝင်အစိုးရကလက်ရှိရှိနေတဲ့အစိုးရပဲဖြစ်တယ်အဲ့တော့ဆရာမ UNG အစိုးရဆို UNG အစိုးရကယာယီအစိုးရဖြစ်တယ်အဲ့တော့မင်းအောင်လိုင်းကိုအဓိကပြောချင်တာเนาะ UNG ကိုပြောချင်တာမဟုတ်ဆရာမပြစ်မှတ်ကမင်းအောင်လိုင်းကိုအစ်စ်တန်းကိုအဓိကပြောချင်တာ နော်မင်းအွန်လိုင်းကိုနိုင်ငံတကာဘာလို့ဖိတ်တာလဲဆိုတော့မင်းအွန်လိုင်းကိုကာကွယ်ရေးဦးစီးချုပ်နေရာအနေနဲ့ဖိတ်တာတရောင်းစားမင်းအွန်လိုင်းကိုတရောင်းစားနေရာမှာရှိတယ်ဆိုတာသူတို့ကအဲ့ဒီနေရာမှာဖိတ်တာဖိတ်လို့မလို့ကာကွယ်ရေးဦးစီးချုပ်နေရာနဲ့မင်းအွန်လိုင်းနေရလို့ဒီတမရရရှိတဲ့နေရာမှာခုံမှာမထိုင်ရတာဖြစ်တယ်။သူ့နေရာသူ့အစင်းနဲ့နေရတာဖြစ်တယ်။ဒါ ਉਹ ကြော်ဆိုးမင်းလားကြော်မျိုးမင်းလားအေးမသိဘူးအဲ့ကောင်ကြော်မျိုးမင်းဆိုတဲ့လူကြီး အဲ့လိုယူဦးလေးကြီးနော်ဥပဒေကိုနားလည်အောင်လုပ်ပါနိုင်ငံတကာလည်းလက်မခံထားတာဖြစ်တယ်မင်းအောင်လံကိုတတ်မင်းအောင်လံကိုဖိတ်တယ်ဆိုတာနိုင်ငံတကာမင်းအောင်လံကိုမြန်မာနိုင်ငံတမရအနေနဲ့ဖိတ်တာမဟုတ်ဘူးဆိုတဲ့စကားကိုပြောချင်တာပြောချင်တော့ကြတော့စကားလုံးတစ်လုံးပြောမှဆိုဆရာမတို့ကဒီနေရာကျတော့လို့တို့ရှင်းပြောလို့မရဘူးအစအဆုံးအစအဆုံးပြောပြမှာဖြစ်တယ် နော်အဲအကြောင်းမို့အစဆုံးပြောပြတာအဲ့တော့ NUG ကဘယ်နေရာထိုင်ရလဲဆိုပြီး NUG ကိုပုတ်ခတ်ပြောတော့တာဒါလည်းပြောချင်တာနိုင်ငံတကာလည်း NUG ကိုမြန်မာနိုင်ငံရဲ့အစိုးရလို့တရားဝင်မတက်မထားသလိုပြည်သူလူထုကလည်းတရားဝင်မစက်တက်မတက်မသေးသလိုအစိုးရဒီသမရဦးမြင့်ကိုတည်းလည်းဒီနိုင်ငံတော်ရဲ့သမရလွှဲပြောင်းမှုလက်မှတ်ဆိုတာ NUG အစိုးရကိုဖိုးပေးထားတာတရားဝင်မရှိဘူးတရားဝင်လွှဲပြောင်းထားတာမရှိရတော့တရားဝင်တက်မှတ်ခြင်းမခံရတာဒါရှက်စရာမဟုတ်ပါဘူး ပြောချင်တာအဲ့ဒါနော်လုံးဝရှက်เสียမဟုတ်ဘူးအဲ့တော့မင်းအောင်လန်ကိုဖိတ်တာအဖိတ်ခံရခြင်းကဘယ်လိုဖိတ်တာလဲဆိုတော့ကာကွယ်ရေးဦးစီးချုပ်နေရာအနေနဲ့ဒီကာကွယ်ရေးဦးစီးချုပ်နေရာတော်မှအမေတော်အောင်ဆန်းစုကြည်ကမင်းအောင်လန်ကိုပေးထားလို့ဒီသတင်းစာအဲ့ဒီအစည်းအဝေးမှာတက်ရတာဖြစ်တယ် နော်အဲ့တော့မင်းအောင်လာဟိုနိုင်ငံဖိတ်တယ်ဒီနိုင်ငံဖိတ်တယ်တမရအရာတက်ရတယ်ဆိုပြီးတော့သူတို့တစ်ဖက်ကဘောပိတ်တွေကဘဝင်မြင့်နေလို့ဒါကိုရှင်းပြတာဖြစ်တယ်ဘဝင်မြင့်တာကိုရိုးရိုးမမြင့်မဲနဲ့လက်ရှိရှိနေတဲ့ဒီယာယီအစိုးရဖြစ်တဲ့အယူကြီးအစိုးရကိုပုတ်ခတ်ပြီးတော့ပြောတာဖြစ်လို့ဒီကိစ္စကိုရှင်းရှင်းလင်းလင်းပုတ်ပွင့်လင်းလင်းဗတ်မလိုက်ဖဲနဲ့အမှန်တိုင်းပြောပြပေးတာဖြစ်တယ်နော်ဒါလက်ရှိရှိနေတဲ့မြန်မာနိုင်ငံရဲ့အမှန်တရားပဲဘယ်သူမှညင်းလို့မရအောင် ဒါတရားရတော့မှန်တရားမြန်မာနိုင်ငံရဲ့ဥပဒေမှာလဲဒီနိုင်ငံတကာရဲ့ဒီနိုင်ငံတကာနိုင်ငံတကာဥပဒေကအင်မတန်စနစ်ကြတယ်လူအခွင့်အရေးဒီမိုကရေစီအပြည့်အဝရှိတဲ့တချို့နိုင်ငံကြီးတွေအစဒီလိုပဲသတ်မှတ်ထားတာနော်အဲ့ဒါကြောင့်မလို့ဒီလိုသတ်မှတ်ထားတာဖြစ်တဲ့အတွက်ဒီလိုပဲသွားနေတာဖြစ်တယ်လက်ရှိမြန်မာနိုင်ငံပြည်သူတယောက်ချင်းကိုစစ်တမ်းကောက်တည်လိုက်လက်ရှိသမရကလည်းဒါပဲသမရဝင်းမြင့်နဲ့အမေတော်အောင်စားစုကြည်ပဲအဲ့တော့ဒီတော်လိုင်းကြီးကတချို့ကတချို့တချို့ အတကြီးတဲ့လူတွေရှိတယ်။အာရောင်စန်းစုကြီးကျွတ်လုံနေအောင်မဟုတ်မပြောနဲ့ပါညာဆရာမနီလည်းမပိတ်ဘူးစိတ်လည်းမပိတ်ဘူးမြန်မာနိုင်ငံရဲ့လက်ရှိအရှိတရားနိုင်ငံရေးကြောက်အမှန်တရားပြောပြပေးတာဖြစ်တယ်။ရောင်စန်းစုကြီးကြောက်လုတာမဟုတ်တာဖြစ်တယ်။မှန်တယ်တဲ့ဥစားမလုတာမဟုတ်တာမှန်တယ်ဒါပေမဲ့လက်ရှိတရားဝင်အစိုးရကအမေရောင်စန်းစုကြီးကနိုင်ငံတော်အတိုင်ပင်ခံဖြစ်ပြီးတော့နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကဒါသူတို့ကဆိုထောင်ချချဘာချချတကယ်တရားဝင်အစိုးရဖြစ်တယ်။လက်မှတ်ထိုးပြီးတော့သူကဘသူ့အမှလွှဲပြောင်းပေးထတာမရှိဘူး။ အဆင်ပြေလားနော်သဘောပေါက်လားဒါအမှန်တရားဒါအရှိတရားပဲဒါနိုင်ငံတကာဥပဒေမှာလည်းဒါတရားဝင်နေတာအဲ့တော့ပြောချင်တဲ့စကားလုံးကမင်းအောင်လိုင်းကိုဖိတ်တာသမဏအနေနဲ့ဖိတ်တာမဟုတ်ဘူးနော် ပြောမှဆိုရင်ခြံဆောင်ခွေးအဆင်ဖိတ်တာနော်ဒါဒေါအောင်ဆန်းစုကြည်မလို့မင်းအောင်လိုင်းကိုကာကွယ်ရေးဦးစီးချုပ်နေရအနေထားတာ ဆရာမမြကြခင်လို့ဆိုရင်လေဟဲ့သရောင်းစားခွက်ယူပြီးသွားတောင်းလို့ပြောမှာနော်ဆရာမတကိုးရှိရင်မလုပ်ချင်လဲမမင်းနဲ့လက်ညိုးထိုးပြီးတော့ဟဲ့မင်းအောင်လိုက်ခွက်ယူပြီးသွားတောင်းလို့ဆိုပြီးဒီလိုလက်ညိုးထိုးပြီးဒီလိုမောင်းတော့မှာနော်အဲ့ဒါလက်ညိုးထိုးပြီးမောင်းထုတ်မဲ့ပြည်သူလူထုကနောက်တစ်ချိန်ကျရင်ပြည်သူအစိုးရဘယ်လိုတက်မလဲဆိုပြည်သူလူထုကအာနာရှင်မှန်သမျှလက်ညိုးထိုးပြီးမောင်းထုတ်မှာဖြစ်တယ်နော်နောက်နောက်တော်လန်ရေးကြောင်းတွေကပို့ပြီးစိတ်ဝင်စားဖို့ကောင်းတယ် เนาะဒါပေမဲ့ဒီနေရာမှာမပြောပြတော့နောက်ကြုံမှပြောပြမယ်လိုလဲလိုသေးလို့เนาะအဲ့တော့အမှန်သာပြောတာဖြစ်တဲ့အတွက်တချို့ကလည်းဒီလိုပြောလို့ရှိရင်ပေါ့เนาะ UNG ကိုထိကြိုက်တယ်ပါညာဆရာမအမှန်သာပြောတာဖြစ်တဲ့အတွက်ပြည်သူမျက်နှာတမျက်နှာပဲကြည့်မှဖြစ်တဲ့အတွက်ဘယ်သူမျက်နှာမှမကြည့်ဘူးနော်ဆီယာမကြည့်မဲ့ရည်ရွယ်ချက်ဆီယာမရဲ့ရည်ရွယ်ချက်ကဆီယာမတော်လည်ရေးမှာပါနေရတဲ့ရည်ရွယ်ချက်ကမြန်မာပြည်ငြိမ်းချမ်းဖို့ပြည်သူလူထုအေးအေးချမ်းချမ်းနေဖို့အဲ့နှစ်ချက်ပဲရှိတယ်နော် ကြံတဲ့ဟာတွေဘာမှစိတ်မဝင်စားဘူးနော်အဲ့ဒါသူတို့ကသူတို့ဘလို့နေနေဟုတ်လားအဲ့တော့အဲ့ဒီလိုရည်ရွယ်ချက်သွားနေတာဖြစ်တဲ့အတွက်ပြည်သူကိုပဲရှေ့တန်းတင်ထားတာဖြစ်တဲ့အတွက်ပြည်သူကိုအမှန်အမှန်တရားပဲချပြပေးတာဖြစ်တယ်အဲ့တော့ဘသူ့ကိုမှလည်းမဖားနိုင်သလိုဘသူ့ကိုမှလည်းမရားနိုင်ဘူးအရှိတရားကိုအမှန်တရားပြောပြပေးတာဖြစ်တယ်နော်အဲ့ဒီလိုမှန်တာပြောရင်တချို့ကမကြိုက်တာတွေရှိတယ်အာနာယူနေရယူတွေကတော့မကြိုက်ဘူးပေါ့နော်မကြိုက်လဲဆရာမအိုင်လုံးခဲပါပဲနော်ဆရာမြတ်ကြာခင်ဆိုတာက ဘသူရှိရမှလဝါဖြန့်ပြီးတောင်းစာနေရမှာကိုကိုလှုပ်စာကိုစားပြီးတော့ဒေါ်လာရေးလုံနေတာဖြစ်တဲ့အတွက်ပြည်သူကိုပဲရှည်တန်းတင်มาဖြစ်တယ်ပြည်သူကိုဒါအမှန်တရားချပြပေးရလက်ရှိအမှန်တရားအဲ့ဒါပဲအဲ့ဒါဆရာမပြောတာမယုံမှနဲ့ကိုကကိုအုံနှောင်းနဲ့စဉ်းစားပြီးတွေးခေါ်လိုက်အကုန်ပေါ်ပါတယ်နော်လက်ရှိအမှန်တရားအဲ့ဒါပဲနော်အဲ့တော့ဟို မင်းအောင်လိုင်းအနေနဲ့ကတော့စိတ်မကောင်းစရာတွေကြီးရပဲရှေ့လျှောက်ကနော်ဟိုငိမ့်ညာရေးယူထားပါတယ်နော်တနက်လက်နဲ့ကင်ထဲမှာမပစ်ပါဘူးနော်ဒီဒီရှမ်းတက်မတော်ကမပစ်ပါဘူးဟိုကရင်တက်မတော်ကမပစ်ပါဘူးရခိုင်တက်မတော်ကမပစ်ပါဘူးဆိုပြီးတော့မင်းအောင်လိုင်းနေနဲ့အာမချောင်နဲ့နော်ကံကြမ္မာကြီးကဒီလိုလဲနေတာသိလားကံကြမ္မာလေးကံကြမ္မာစဝိုင်းကြီးကဒီလိုလဲနေတာအချိန်မရွေး ပြစ်လာပြီးတော့တော်လန်လာမယ်ဆိုရင်ပြည်သူတော်လန်ရေးမဖြစ်ဘူးဆိုတာမပြောနိုင်ဘူးเนาะပြည်သူတော်လန်ရေးဖြစ်မလာဘူးဆိုတာမပြောနိုင်ဘူးเนาะဒီတော်လန်ရေးကဒီမြန်မာပြည်တော်လန်ရေးရာလေအခုလက်ရှိဖြစ်နေတဲ့တော်လန်ရေးရာလေအာနာရှင်ခြုံငိမ့်မဲ့တော်လန်ရေးဖြစ်လို့ပြည်သူတရက်လုံးကလည်းပါဦးပါမဲ့တော်လန်ရေးတိုင်းရင်သားမှန်တယ်လက်နဲ့ကင်မှန်တယ်ဆိုရင်ဘယ်လက်နဲ့ကင်မှာငြိမ်းပြီးတော့နေလို့မရတဲ့တော်လန်ရေးဖြစ်မှာဗျာ နော်စိတ်မကောင်းဘူးဟောလိုက်ပြန်ပြီအဲအကြောင်းကိုအများကြီးမပြောချင်ဘူးလို့ပြောတာနော်ဒီတော်လန်ရေးရလေအခုလက်ရှိတော်လန်ရေးရအခုမြန်မာနိုင်ငံမှာဖြစ်နေတာဟာအာနာရှင်ခြုံငိမ့်မဲ့တော်လန်ရေးဖြစ်လို့တိုင်းရင်သားလက်နက်ကင်ကလက်နက်ကင်တိုင်းရင်သားမှန်တယ်ဆိုမဖြစ်မနေပါမဲ့ပွဲဖြစ်တယ်ပြည်သူမြန်မာနိုင်ငံသားမှန်တယ်ဆိုလူမျိုးမခြားဘာသာမခြားမဖြစ်မနေတော်လန်မဲ့ပွဲဖြစ်လို့ပွဲရအခုလက်ရှိပွဲရဘာလို့အဆုံးမတက်သေးရလဲဆိုလူမစုံသေးလို့ ရှင်းလားเนาะအဲအများကြီးမသိချင်ဘူးအများကြီးပြောမပြချင်ဘူးအများကြီးသိတယ်အများကြီးမပြောပြချင်ဘူးเนาะအများကြီးပြောပြလို့ရှိရင်သတောင်းစားတွေကဆရာမကိုတဲတာလိုက်လိုက်ရှာတာเนาะပြီးရင်ပုံမှန်တွေတက်ဆရာမကိုเนาะအဲ့ဒါကြောင့်မို့အများကြီးမပြောပြချင်ဘူးအချိန်တိုင်ရင်ပြောပြမယ်เนาะပွဲတစ်ခုကလူဆုံမကလို့ရတာပွဲတစ်ခုပြိုင်ပွဲတစ်ခုကလူဆုံမကလို့ကောင်းတယ်လို့လူဆုံမအဲ့ဒီပွဲကကြည့်လို့ကောင်းတာเนาะ တရောင်းစားရင်မရောက်နိုင်နော်ကိုကိုကိုမန်တက်မနေနဲ့မြကြခင်ဟောရင်လွဲခဲ့တယ်နော်နင်တို့လည်းတီးပါတယ်ငါစားနင်တို့တီးပြီးသားဖြစ်တယ်နော်နင်တို့ငါတော်လိုက်ရေးမှာအခုမှတိုက်နေတဲ့နယ်တွေဆိုရှင်ငါရေရရပေးမှာတော့ငါကြိုဟောမှာတော့နင်တို့ရေပြင်းမှာလုံနေတဲ့တက်မတော်သားအစ်စင်အောင်မှာဖင်တော်အောင်ကြောက်နေရပဲနော်နင်တို့ကြောက်မယ်ဆိုရလဲကြောက်လဲကြောက်ချင်စရာလေးငါပြောတာတီးကြကြလေးပဲနော်အဲ့တော့အခုပွဲရလဲဟိုလူမပါဘူးဒီလူမပါဘူးဟိုလူကငါပဲပါမယ်ဒီလူကငါပဲပါမယ်မထင်နဲ့နော်မင်းအောင်လား ီချိန်မှာအတီရီယာရပြီးတော့ခမရွေးချယ်မယ်ဆိုရွေးချယ်ဖို့လမ်းတလန်းရှိတယ်။လေရင်ဝယ်ထားရမလားအဲ့ဒီလေရင်ပေါ်မိသားစုတင်ခမမြန်မာနိုင်ငံဘာလို့ကျွန်တော်လူကျင်တာယူပြီးမြန်မာနိုင်ငံအပီးပိုင်ထွက်ခွာသွားလိုက်တော့နော်အပီးပိုင်ထွက်ခွာသွားလိုက်အဲ့ဒါဆိုရင်ခမအသက်အန္တရာယ်ကင်းမှာနော်ဒါမင်းဆိုရင်တော့မလွယ်ဘူးနော်ဒီပွဲမှာခမရနိုင်မယ်မထင်နဲ့ခမရကိုအခါပေးတဲ့ဆရာတွေကဘလို့ပေးလဲမသိဘူးတခါတည်းပြောဦးမနော်ပြည်သူလိုဆရာမတခါတည်းပြောဦးမဆရာမဒီလိုဟောနေရတာလေ ဆရာမဘောမလည်းကြိုက်တယ်မျိုးစုံပြောတယ်နော်ဒီဟိုနေရယူအာနာယူတွေကလည်းပြောတယ်နော်သိတယ်လားဒီကြားထဲမှာအဲ့မမြင်ရတဲ့အဲ့မင်းအောင်လိုင်းရဲ့အောက်လန်းဆရာတွေကလည်းဘောင်းစုံတိုက်တာဗျာနော်ရှယ်တိုက်တာတခါလည်းပြောမယ်နော်အာငါရှစ်ရှစ်လေးရဲ့ငါစိတ်မတူတဲ့နေဘာမှမဖြစ်စိတ်တူတဲ့နေကြနေလို့ငါအိမ်မက်ထဲမှာလာပြီးနေလို့လှန်ပြမှာဖြစ်တယ်เนาะမင်းအောင်လိုင်းဆရာတွေအကုန်လုံးဒဲပြောတာသတောင်းသားတတ်တတ် နော်ခုံကြီးတကောင်မှပါတယ်နော်ငါနင်တို့ဒီတစ်ခေါက်ငါအိမ်မက်ထက်တွေ့နင်တို့ငါလှန်ပြမှာတန်းစီပြီးကြားလာနော်ဆရာအဆုတ်ပြက်တွေခုနရသားသမီးကိုတေးကြည်စီတေးကြည်ဖို့ပဲနင်တို့ကအခါပေးတယ်ခုနရသားသမီးတွေဘလို့တေးတေးဘလို့ကြည်ကြည်ဒီအာနာယူကိုပဲနင်တို့ကာကွယ်နေတာနင်တို့လည်းငရဲပြီမှာနင်တို့အတွက် နာမည်စရင်ပေါက်ပြီးသားဖြစ်တယ်နော်အခုလည်းပြောလိုက်ပြန်ပြီငါ့ကိုညှ့ကြထတ်တိုင်အောင်နော်ဘာမှဖြစ်အေးစေးပဲနင်တို့ဟိုတစ်ခါတိုက်လဲငါနှာပိတ်နေနှာစီးရပဲဖြစ်တယ် ဒါနင်တို့နင်တို့အာတအားကြီးစိုက်ပြီးငါ့ကိုတိုက်တာတော့ငါနာစည်းတာပဲဖြစ်တယ်ငါအကောင်းလာလုံနေတာဟဲ့နော်ငါဆရာတယောက်ထဲပြောနေမယ်ဆိုမှငါ့ကိုလည်းကောက်ွယ်မဲ့တခြားအထက်လန်းဆရာကြီးနော်လိုင်းပေါ်မှာနင်တို့ကိုမပြောပြမဲ့လည်းငါ့ကိုကောက်ွယ်ပြမဲ့လူတွေငါ့ကိုဟိုကပြမဲ့လူတွေကသူ့ဟာနဲ့သူရှိတယ် နော်နင်တို့ကိုလေဘယ်သူမှကိုကြည့်လို့မရတာလမ်းပေးရခွေးရတော့မှနင်တို့မကြည့်ဘူးအဲ့တော့အထက်လမ်းဆရာဆိုလဲမြန်မာနိုင်ငံမှာရိုက်တက်လို့တော့မကုန်ဘူးနော်သူ့အတီရီယာနဲ့သူဒီဆရာမဒီလိုပြောနေတာဖြစ်တော့မြောင်လိုင်းဘက်ကဒီအောက်လမ်းဟာကြီးလုံမဲ့ဆိုသူဟာနဲ့သူအဲမြကြခင်ကျမ်းမာပါစေချမ်းသာပါစေအဲမြကြခင်အတိုက်ရှင်းပါစေဆိုပြီးတော့တီးတက်ငါ့ကိုနောက်ကပန်ပိုးနေမဲ့ဆရာတွေကတီးတက်ရှိပြီးသားဖြစ်တယ်နော်သူတို့ပို့တဲ့မြတ်တာလည်းငါရတာဖြစ်တယ်เนาะတရောင်းစားတွေဒီတစ်ခေါက်တော့ငါအိမ်မက်ထမတွေ့နေလို့ငါလှန်ပြမှာဖြစ်တယ် ကြာလာအဖုံကြီးလဲသင်ငန်းကတော့ပြီးငါလှမ်းပြမယ်ကြာလာနော်ကိုပါကိုနေလေနင်တို့ပါနင်တို့လဲနင်တို့နင်တို့ဒီလောက်နင်တို့အများကြီးတောင်မှနင်တို့မင်းအောင်လန်ဝင်းရံနေရငါပြည်သူဘက်ကငါတယောက်တည်းပြောရတာလေကြံတဲ့လူတွေကနင်တို့ကိုတက်ပြောနေရလဲမဟုတ်ဘူးပြီးတော့ငါမိန်းမလေနင်တို့ကဘာဖြစ်နေဟင်ဘာဖြစ်နေယောက်ျားလားဆရာဆိုတာလဲဆရာကုန်းနဲ့ညီရတယ်ဆရာစီးနဲ့ညီရတယ်နော် ပေါက်လို့ပဲစားအောက်တန်းစားတွေပါနင်တို့ဒီလောက်ယုံညံ့တဲ့အလုပ်တွေလုပ်နေတာဖြစ်တဲ့တို့ပေါက်လို့ပဲစားအောက်တန်းစားတွေပဲရှိတယ်နော်မေးအောင်လောင်ဟိုးလို့အခါပေးလိုက်တာနဲ့ဒီလိုအခါပေးလိုက်တာနဲ့နော်ရှိတယ်နော်တချို့လဲကောင်မတွေပါတယ်နော်ငါသိတယ်နော်သိလားကြည်နေနော်မလွတ်ဘူးတယောက်မှနော်မေးအောင်လိုက်ညီကုန်းချုပ်ပြီးဆိုရင်အဲ့ဒါတွေကအော်တိုရှောမှာနော်အဲ့ကြတော့မှ တော့ထွက်တာတို့ဘာလို့မလုံနော်ဖုံကြီးယာသက်ပံဝတ်တာတို့ဘာလို့မလုံနော်မဲသလားရှင်ဝင်ယာသက်ပံဝတ်တာဖုံကြီးယာသက်ပံဝတ်တာလည်းမလုံနော်ကြက်လားနော်သူ့ဟာနဲ့သူအချိန်ကြပြီဆိုဘယ်သူမှပြေးမလို့ဘူးနော်ငါကောင်းတာလောက်တာဖြစ်တယ်နော်ပြည်သူဘက်ကပြောတယ်ဆိုတာပြောသင့်ပြောထိုက်လို့ငါပြောရမယ်ကံပါလို့ပြောပေးတာဖြစ်တယ်နော်ငါမပြောတဲ့ထဲမှာပြည်သူကိုမင်းအောင်လံကိုပြည်သူကတက်ပြည်သူမင်းအောင်လံကိုတော့ငါမှန်တာပြောလို့ရှိရင်ငါအနေနဲ့မင်းအောင်လံကိုတက်ဖို့တော့ပြောတယ်မင်းအောင်လံကသေသေးနဲ့လူလေး နော်ကြံတဲ့တဦးတယောက်ကိုငါအနေနဲ့ဗဇက်ကစိတ်တူလို့ပြောရင်ပြောလိုက်မယ်လူတယောက်သေးပါစေဆိုရင်ငါအနေနဲ့အားဆိုင်ခဲ့တာမရှိဘူးဘသူ့ပေါ်မှာဒီနေ့ဒီချိန်ထိနော်ငါစားမဲ့အစားတောက်တောင်မှငါဒီအစားတောက်တက်မှငါဝင်ဝမယ်ဆိုရင်ငါမစားခဲ့ဘူးနော်ငါလက်နဲ့လည်းလူတို့ဖက်သားကိုမတက်ခဲ့ဘူးနော်တရောင်းစားရည်တိဖို့ကြလားနော်ဆရာဖြစ်နေပြီးတော့နော်အောက်တန်းမကြနဲ့ခိုးလည်းမတိုက်နဲ့နော်ဟုတ်ပြီလား မင်း online show ရင် auto သွားမှာတော့နေလို့နော်ပျော်စရာကြီးငါတော့ငါတော့စိတ်ကူးရင်ထတာပေါ့နော်ဒါကတော့ငါရဲ့စိတ်ကူးရင်မင်း online တေလို့ရှိရင်နော်မင်း online တေးလို့ရှိရင်မြန်မာနိုင်ငံမှာဟိုငါမီးသိမ်းမကြိုချင်ဘူးเนาะယာစမတ်ကာပြီးဟိုပင်လယ်ဝထီကိုသွားเนาะပင်လယ်ဝထီကိုသွားပင်လယ်ဝအရေးလည်းကောင်းတက်တယ်မှာမှာယာစမတ်ကာပြီးမီးသိမ်းကြိုချင်တာမင်း online ဟော နော်ဘာဖြစ်လို့မင်းအောင်လှိုင်ကိုအဲ့ပင်လဝထီခေါ်တော့သွားပြီးတော့ယာစမတ်ကားပြီးမီးသင်းကြိုးနေတာလဲဆိုတော့အဲ့မင်းအောင်လှိုင်ရဲ့အလောင်းဝထွက်တဲ့မီးကိုးတွေပြတွေမြန်မာနိုင်ငံကိုပြန်လွင့်လို့မလာအောင်လို့အဲ့ယာစမတ်ကားထားတဲ့အကြောင်းရင်းကလည်းတရဲသက်စေဝိညာဉ်အဖြစ်နဲ့တောင်မှမြန်မာနိုင်ငံကိုမင်းအောင်လှိုင်မလာနိုင်အောင်လို့ယာစမတ်ကားပြီးတော့မီးသင်းကြိုးနေတာဘာဖြစ်လို့ဆိုတော့ငါတို့မြန်မာနိုင်ငံမှာအာနာရှင်နဲ့ပတ်သက်လာလို့နှစ်ပေါင်း80ကျော်အာနာရှင်ရဲ့ဒုက္ခဒုက္ခကခိအဆက်ဆက်ခံလာတာအဲ့ဒီအာနာရှင်ကိုချုပ်ငိမ့်စေခြင်းနဲ့ငါအနေနဲ့ ငါအနေနဲ့ကငါတို့သိရမယ်ဆိုလို့ရှိရင်လည်းမြန်မာနိုင်ငံမှာနောက်နောက်အာနာရှင်ဆိုတဲ့အတန်ကိုမကြားတဲ့ထီအောင်ကိုဖြစ်ချင်တာရှင်းလားနောက်ကလေးတွေအတွက်အာနာရှင်ဆိုတာကိုမကြားရတာမျိုးကိုဖြစ်ချင်တာအဲ့ဒါငါတို့ယူရချက်ပဲနော်အေးအဲ့ဒါကြောင့်မင်းအွန်လိုင်းသိရင်တော့ဆီယမမြကြခင်ကဒီတော်လိုင်းရေးပါတာရည်ရွယ်ချက်ဆီယမမြကြခင်ရွေးချက်စရာတစ်ခုပေးမယ်ဘာလို့ချင်လဲဆိုမင်းအွန်လိုင်းအလောင်းကိုပဲသကြိုးဝင်းပြု့ နော်မင်းအောင်လိုင်းလောင်းကိုတကြိုလို့ရှိရင်ဟိုပင်လေဝါထီကိုပင်လေတက်တက်မှာဖောင်ဖောင်နေပါသေးတေချာလုတ်ပြီးတော့ရာစမက်ကားပြီးတော့မီးသိန်းကြိုချင်တာနော်မြန်မာနိုင်ငံမှာမင်းအောင်လိုင်းရဲ့ဟိုပြာတွေရောမင်းအောင်လိုင်းရဲ့မိခိုးတွေရောမြန်မာပြည်သူတွေရှိတော့လုံးဝလွတ်လို့မရအောင်သွားလို့မရအောင်တခါတည်းအမိတ်ပြန်ပြီးရာစမက်ကားပြီးတော့မီးသိန်းကြိုချင်တာပြီးရင်အဲ့ဒီမီးသိန်းကြိုပြီးအဲ့ဒီပင်လေဝါနေမှာမျောချင်တာမျောဆိုပြီးမြန်မာနိုင်ငံနဲ့လွတ်ရကြိုရဆိုမျောချလိုက်မှာ အဲ့ဒါဝิญဉ်ဘဝနဲ့လည်းမြန်မာနိုင်ငံကိုပြန်ကူးလို့မရတော့เนาะအဲ့ဒီလိုလှုပ်ချင်တာအဲ့ဒီဆန်နာတော့ရှိတယ်เนาะအဲ့တော့တော်လိုင်းရေးတက်ဖွဲ့အနေနဲ့ဆရာမများကြခင်ဒီနေရာမှာတခုခုတောင်းဆိုချင်တာရှိလားတော်လိုင်းရင်းနဲ့ဆိုရင်တော့เนาะအဲအဲ့ဒီအဲ့ဒီဆန်နာလေးတော့ဖြစ်နိုင်မယ်ဆိုရင်ပေါ့เนาะမဖြစ်နိုင်ရင်တော့ဘာမှဖြစ်ဘူးဖြစ်နိုင်ရင်တော့အဲ့လိုတောင်းဆိုချင်ပါတယ်เนาะနောက်နောက်အာနာရှင်ဆိုတဲ့ပြာပေါ့เนาะမင်းအောင်လိုက်ရဲ့ပြာလေးရာစာမြန်မာနိုင်ငံကိုမလွင့်စေချင်ဘူးရာဇမတ်ကပြီးအမိတ်မှပြန်နေတာဟုတ်ပြီလားเนาะโอเคเนาะ တနာကြီးလဲခွဲပြီးဖြစ်တာဖြစ်တယ်ဆရာမလိုက်စစ်မအောင်မယ်နော်နောက်လဲဒီလိုက်မှာဟိုခုနလပိုင်းမကြုံမချင်းရတော့တွေ့ကြမယ်ပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်နော်ပြည်သူတွေအေးချမ်းပါစေဆရာမဟောတဲ့ဟာလို့မမေ့ပါနဲ့နော်ဆရာမအရေးကြီးလို့ပြောပြပေးတာခဏခဏပြောနေရတာကနောက်ထပ်လူတွေအများကြီးเอออเยจิโลถัดๆถัดๆตะเลเลเปาะปะปีดาဖြစ်ပါတယ်เนาะအဲ့ဒါကြောင့်မို့အစအရာရာသတိထားပါ ကြိုပြောရတဲ့အကြောင်းကြီးကဆီမနာမည်ကြီးဖို့ဖော်လို့ရဖို့ရဖို့အသေးရဖို့မဟုတ်ဘူးပြည်သူအန်တရကင်းစေခြင်းလို့ပြောပြတာဖြစ်ပါတယ်နော်အဲ့ဒီသစ္စာမှန်ရင်ပြည်သူတွေလည်းအန်တရကင်းပါစေနော်အဲမင်းအောင်လိုက်လည်းအမြန်ဆုံးကြာဆုံးပါစေလို့ဆီမဆုတောင်းပါတယ်နော်ဆီမဆင်းတော့မယ်နော်အားလုံးကျေးဇူးတင်ပါတယ်နော်